အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ကတော့ new ball ပါဗျာဒီဗီဒီယိုမှာတော့ကျွန်တော်တငယ်ချင်းတို့ကို PUBG Mobile Zoro Zoo Super Zoo campaign နဲ့ပတ်သက်ပြီးအသေးစိတ်တစ်ဆင့်ချင်းဖော်ပြပြီးတော့မှဖြစ်ပါတယ်ဒီ campaign အချိန်ကတော့10ရက်10လအနေနဲ့20ရက်10လအထိတော့မှဖြစ်ပြီးဒီ campaign မှာလောက်ရမယ့်အဆင့်၄ဆင့်ရှိပါတယ်နံပါတ်1 Zoo style ပုံစံနဲ့ Zoo အသံဖိုင်တွေကိုအသုံးပြုပြီးမှတရုပ်ဆောင်ဗီဒီယိုတစ်ပုဒ်ဖန်တီးရမှာဖြစ်ပါတယ် အတန်ဖိုင်တွေကိုအသုံးပြတဲ့နေရာမှာတခုသတိထားရမှာ PUBG Mobile မြန်မာ TikTok Official ဒီ campaign မှာအသုံးပြထားတဲ့အတန် original အတန်ကိုအသုံးပြရမှာဖြစ်ပါတယ်ဒါအရေးကြီးပါတယ်ဒီ original campaign post ကိုလည်းကျွန်တော် comment မှာဖော်ပြပေးထားပါမယ်နံပါတ်1ဖန်တီးထားတဲ့ဗီဒီယိုကိုရဲ့ TikTok မှာဒီ hashtag တွေအသုံးပြုပြီးမှ public set တင်နဲ့တင်ပေးရမှာဖြစ်ပါတယ်။နံပါတ်3 PUBG Mobile မြန်မာ TikTok official မှာတင်ထားတဲ့ဒီ campaign video ကို repost လုပ်ပေးရမှာဖြစ်ပါတယ်။ နောက်ဆုံးအဆင့်အနည်းကြီးကတော့နံပါတ်၄ကိုတင်လိုက်တဲ့ဗီဒီယိုကို screenshot လို့အခု campaign post အောက်မှာ comment လုပ်ပေးရမှာဖြစ်ပါတယ်။ ီအချက်တွေအားလုံးလုပ်လိုက်တယ်ဆိုရင်တော့ဒီရက campaign မှာပါဝင်ပြီးသွားပြီဖြစ်ပါတယ် reward တွေအနေနဲ့ဘာတွေရရှိမလဲဒါနဲ့ပတ်သက်ပြီးမှာတော့ PUBG Mobile TikTok Official ဒီ campaign မှာအကုန်လုံးအသေးစိတ်ဖော်ပြပေးထားတာမျိုးရှိပါတယ် campaign video လေးကိုကြည့်ဖို့ကျွန်တော်ပြောလိုပါတယ်ဗျာဒီမှာကျွန်တော် video ကိုလည်း comment မှာဖော်ပြပေးထားပါမယ် TikTok မှာဆိုရင်တော့ကျွန်တော် repost လုပ်ထားတာရှိပါတယ်ဗျာနောက် Super Zone နဲ့ပတ်သက်ပြီးမှာပဲ campaign ထပ်တစ်ခုလာဖို့ရှိပါတယ်ဘလို့ပုံစံဘာတွေလုပ်ရမလဲပေါ့ဗျာဒါနဲ့ပတ်သက်ပြီးမှာတော့ဘာမှ confirm မရှိသေးပါဘူးတေချာတာတော့ဒီရက် Super Zone Voice Pack တွေကိုအသုံးပြုရမယ်ဆိုတာတေချာပါတယ်ဒါကြောင့်တကယ်ကျွန်တော်အခုချိန်တည်း ီစူပါဇိုးအတန်ဖိုင်းနေပါတယ်မယူရသေးဘူးဆိုရင်တော့အတန်ဖိုင်းနေပါတယ်ယူထားဖို့ကျွန်တော်ပြောလိုပါတယ်ဗျာ နောက်တစ်ခုကတော့ PUBG Mobile လာမယ့် update version 4.1မှာကြီးမယ်ဆိုရင် Facebook ပြရုပ်အစ်စ်တစ်ခုပါလာမှာဖြစ်ပါတယ်ရုပ်ပုံစံအနေထားတော့ဒီပုံစံပဲဖြစ်ပါတယ်ကြီးကြီးပါဒါအခုမှပထမအုံဆုံး beta တွားနေတယ်ဆိုရင်တော့ရုပ်အနေထားပေါ်ရတအားကြီးပြတ်သားတာမျိုးတော့မရှိပါဘူးဒါပေမဲ့လည်းမစိုးလို့ပြောလို့ရပါတယ် global update လာပြီဆိုရင်တော့ရုပ်ကတော်တော်လေးကို ပြတ်သားမှာဖြစ်ပါတယ်တကယ်ကျွန်တော်ရောဒီရဲ့ရုပ်အသင်းနဲ့ပတ်သက်ပြီးမှဘလို့မြင်လဲပေါ်ပြကျွန်တော်ကတော့တော်တော်လေးကိုချိန်ပါတယ်သူ့ပဲပေါ်ပြယောက်ျားလေး character အနေနဲ့ကြီးရမယ်ဆိုရင်တော့ဒီပုံစံယောက်ျားလေး character ပဲဖြစ်ပါတယ်ကြီးကြီးပါ main glee face နဲ့ယောက်ျားလေး face တကယ်ကျွန်တော်ဘယ်ကော င်ပို့ရင်းမှသဘောကျလဲပေါ့ဗျာ comment မှာမျှော်ဝေပေးသွားလို့ရပါတယ်ဗျာတေချာသလောက်ကတော့ RPD ဘာတွေမှာပါလာမယ်ဆိုတာသိကြပါလိမ့်ဗျာဒီမှာ update version 4.1ရဲ့ဒုတိယ beta ကိုကြည့်မယ်ဆိုရင်မနေ့ပြန်တွေ့မြင်ရမှာဖြစ်ပါတယ်ဒုတိယ beta မှာတော့တေချာသလောက် feature တွေပေါ့ဗျာဒီမှာအများကြီးတွေ့မြင်ရမှာဖြစ်ပါတယ်ဒီ update နဲ့ပတ်သက်ပြီးမှလည်း16ရက်နေ့လောက်ကျရင်ကျွန်တော်တကယ်ကျွန်တော် video အသေးစိတ်တင်ပေးပါမယ်ဗျာ okay ဒါဆိုတကယ်ချင်းအားလုံးအနေနဲ့ကျွန်တော်အခုဖော်ပြပေးလိုက်တဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးမှကောင်းကောင်းနားလည်သဘောပေါက်သွားပြီလို့ကျွန်တော်မျှော်လင့်ပါတယ်ဗျာဒါဆိုရင်ကျွန်တော်လက်ရှိဒီ video လေးကတော့ဒီလောက်ပါပဲဗျာတကယ်ချင်းအားလုံးအနေနဲ့ဒီ video လေးကိုနှစ်သက်မယ် ို့လည်းကျွန်တော်မျှော်လင့်ပါတယ်ဗျာအခုလိုဗီဒီယိုကြည့်ရှုပေးတဲ့တငယ်ချင်းအားလုံးကိုလည်းကျွန်တော်ထူးမြင်ကျေးဇူးတင်ရှိပါတယ်ဗျာ